ဟိုကြောက်ရလာကြတယ်ဒီရန်နာတွေနဲ့เนาะကျွန်တော်တို့ရဲ့ဟောဆရာဆရာကြီးတွေဆရာမကြီးတွေနဲ့လေးစားရတယ်အဲလူတွေအများကြီးတွေ့ရတယ်ဒါကြောင့်မလို့ဝမ်းသာပါတယ်နောက်တစ်ခုကကျွန်တော်အခုပြောမဲ့အဲ sharing ကဘာနဲ့အလားတဏ္ဍူလဲဆိုတော့ကျွန်တော်တရုတ်ပြည်ကို app တွေဝတ်သားတွေ top ပြီးတော့ export လုပ်တဲ့ပုံစံမျိုးလေးလဲကျွန်တော်တွေ့ရပါတယ်ဒီမှာကျွန်တော်ထက်တကြွနဲ့တူတူအများကြီးရှိပါတယ်ဒါပေမဲ့ ကျွန်တော်ကကျွန်တော်ရဲ့ knowledge လေးကိုကျွန်တော် sharing လုပ်ပေးပါမယ်။အဓိကကကျွန်တော်ပြောချင်တာဒီမှာ42ကိုပြေးမဲ့သူဘယ်နှယောက်ပါလဲလဲလေးကျွန်တော်ထောင်ပေးပါ။ Okay 1 2 4ပကံပါလေ42ပြေးမဲ့လူဘယ်နှယောက် Okay ကျေးဇူးများတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့42ဒီ just for knowledge channel လူတွေမပြေးဘူး။ကျွန်တော်တို့တနေ့မှာ နှစ်ချိန်ပဲပြေးလို့ရပါမယ်။ Okay ။သုံးချိန်ပြေးလို့မရဘူးလား။ရပါတယ်။ဒါပေမဲ့အရန်အရန်အရန်ကိုခက်ခဲပါတယ်။ပြင်ပန်းပါတယ်။ Okay ။ကျွန်တော်တို့ကပြေးတဲ့သူတွေအခုများလာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော် runner fee ကနေလာတယ်။ဒီ runner တွေကိုကျွန်တော်အမြဲလေးစားပါတယ်။အမြဲတမ်းလေးစားပါတယ်။ကျွန်တော် runner တွေကို အဓိက sharing လုပ်ပေးချင်တာကကျွန်တော် long live ကျွန်တော်အသက်ဒီရွယ်ရောက်နေပြီများသောအားဖြင့် champion တော့မဖြစ်တော့ဘူးဆိုလိုတာကအရှင်းအောင်အချာကိုပြောတာမြန်မာပြည်မှာရောမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့ဘာရင်းနဲ့အတူဖြစ်နိုင် ဖြစ်လာနိုင်တယ်လေကျွန်တော် sport science sport medicine ကျွန်တော်ဒီအရာတွေကိုခြေခံလိုက်ကျွန်တော်တို့ဖြစ်လာနိုင်ကြရှိပါတယ်ပြီးတော့ ကျွန်တော်တို့မှာအခုတွေ့နေရတယ်ဗောနော်လူတွေအများကြီးတွေ့တယ်ခုနကလည်း energy gel အကြောင်းပြောတယ်အားလုံးက habitual ပါပဲ habitual ဖြစ်လာရင် habitual heavy heavy to heavy habitual ဖြစ်လာရင်ကျွန်တော်တို့ energy gel ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် man of food ပဲဒါပေမဲ့တခုတတိထားမှာကကျွန်တော်တို့တောက်နေတဲ့ energy gel က local မှာကိစ္စမရှိဘူးเนาะနိုင်ငံတကာက World Athletic ကနေပြီးတော့မှအတိအမှတ်ပြုတယ်ကျေလာဘာဖြစ်လို့လဲဆိုတော့ဒိုဗင်နေဖြစ်လာတတ်တယ်ဒိုဗင်ကဘာကြောင့်ဖြစ်ရတာလဲလူသားတွေနဲ့စန့်ကျင်တဲ့အရာတွေကိုဖြစ်မှာဆိုလို့လူသားတွေအတွက်အကျိုးမရှိတဲ့အရာတွေဖြစ်မှာမလို့ဒိုဗင်ဆိုပြီး restrict လုပ်လိုက်တာအဲ့တော့ဒိုဗင်ထဲမှာပါပါလဲအများကြီးပါပဲအများကြီးပါအဲ့တော့ကျွန်တော်တို့က ပြေးပြီဆိုရင် human racing ကကျစပိန်နေလာဆိုရင်ကျွန်တော်ဆက်ကိုလည်းဟောဖြစ်တယ်ဒါပေမဲ့ running က individual human racing ဖြစ်တယ်ကျွန်တော်တို့ကသူများနဲ့ပြန်ရမှာမဟုတ်ဘူးကိုကိုကိုပြန်ရမှာကိုကိုကိုပြန်ရမှာအဲ့တော့နံပါတ်1ကျွန်တော်တို့ဘာအရေးကြီးလဲကျွန်တော်တို့ရဲ့ muscular skeleton ရဲ့အရေးကြီးတယ် okay နံပါတ်1 okay နောက်ပြီးကျွန်တော်တို့ပြေးတယ်ဘယ်မှာဆဲဦး အသုံးပြုလေကျွန်တော် fiber marcel type 1ကိုအသုံးပြုလေအဲ့တော့ runner တွေ training လုပ်တယ် injury ရတယ်ရမှာပဲဘာကြောင့်လဲကျွန်တော်တို့ကဒီကိုမှာရှိတဲ့ရှိထိုက်တဲ့ for example ကားတွေလို့ပေါ့ပြိုင်ကားမှာပြိုင်ကားရဲ့ရှိတဲ့ရှိထိုက်တဲ့ structure infrastructure ရှိတယ် အင်ဂျင်ရှိတယ်ပြီးတော့သူ့ရဲ့ explosive power ရှိတယ်အဲ့တော့အဲ့ဒီ type ကိုရောက်ရင်အဲ့ဒါဆိုရင် for example ကျွန်တော်တို့ running runner တော့ဆိုရင် sprinter သမား okay ကျွန်တော် long time ပြေးမယ် marathon သွားမယ် marathon သမားဒီ fiber muscle နော် fiber muscle ကိုအသုံးပြုတယ်အဲ့တော့ကျွန်တော်ဘာတွေလိုအပ်လဲ fiber muscle ကောင်းဖို့အတွက်ကျွန်တော်တို့က training ကိုလောဘမကြီးပဲနဲ့ဖြည်းဖြည်းနဲ့ จาจาပြီးဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ရဲ့ running form အဓိကပြောပါမယ်ထပ်ပြောပါမယ် running form running form ကို view site ပါ running form မှန်ကန်ဖို့လိုတယ် running form မမှန်ဘဲနဲ့ okay page တွေတက်လာရဲ့ view two match တွေတက်လာရဲ့ဘလို့ပဲတက်လာတက်လာ running form မှားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ injury cycle ထဲမှာတဝဲဝဲဝဲလည်နေမှာပဲ okay ဲ့တော့နံပါတ်1 running form ကိုကျွန်တော်တို့တည်ထားပါခုန fiber mercery ကိုကျွန်တော်ထွင်းဝိုင်းရင် micro condies ပြီးရင်ကျွန်တော်တို့ဘာတွေလိုအပ်မလဲ bio mechanic motor unit အဲ့ဒီအမှာကျွန်တော်တို့ဘာတွေကောင်းလာတယ်ဆိုရင်ကျွန်တော်တို့ရှိမှာ ATP လို့ခေါ်တဲ့ adenosine triphosphate running long term ကြီးတဲ့ long distance လမားတွေမှာ ဒီဟာရှိတယ်ဒါကပါလေကျွန်တော်စုဘောလုံးဒီထဲမှာကျွန်တော်ခုနပြောသလိုပါပဲကျွန်တော်ထပ်အများကြီးအဲတကြွနဲ့သူတွေပါပါတယ်အဲကျွန်တော်လေ့လာမိတဲ့လောက်ကိုပဲကျွန်တော်ပြောတာပါအဲ့တော့စုဘောလုံးဆိုပါလေကျွန်တော်တို့နှလုံးကနေတစ်ခေါက်ညှစ်လိုက်တိုင်းညှစ်လိုက်တိုင်းတွေးလေပတ်မှုဒီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ energy တွေကိုထုတ်ပေးနိုင်တယ် oxygen ကိုဘယ်လောက် storage လုပ်နိုင်လဲအဲ့တော့အပြေးသမားတွေတဲမှာမှာမှာ long distance အပြေးသမားတွေဒီ ATP 22လုံးထိထွက်ပါတယ် adenosine triphosphate ပြီးတော့တာမန်လူတွေမထွက်ဘူးလားကျွန်တော် creatine နေမှာပါပါတယ် ATP ပါတယ်ဆိုတော့ခြေကောင်းတော့ရှိနိုင်လိမ့်မယ်ခြေကောင်းတော့ရှိနိုင်လိမ့်မယ်ပါကောင်းလဲပါနိုင်လိမ့်မယ်မပါရင်လဲ cheating လောက်တာလဲဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ ကိုယ့်ရဲ့ training ကနေရတဲ့ ATP မျိုးဖြစ်လာအောင်လုပ်ပါ running ကိုကျွန်တော်တို့ကလှုပ်ရင်းနဲ့ဘာလို့ကျမ်းမာရေးကိုထိခိုက်ခံမလဲကျွန်တော်တို့တွားနေတာကျွန်တော်ဒီနေရာနေပြီးတော့ဒီဘက် field ထဲကိုရောက်ဖို့ကျွန်တော်ကို invite လုပ်ခဲ့တဲ့လူနှစ်ယောက်ရှိပါတယ်ကျွန်တော်ကို live နဲ့ကိုနေနေတယ်တချို့အရာတွေရှိတယ်ဒါပေမဲ့ကျွန်တော်ကိုပေါ်ဒီဟာရေးအဲဆရာကြီး ရှားတို့လူ retire champion တွေကကျွန်တော်တို့ဗမာပြည်မှာအပြောရန်အပြည့်တမားကြီးမှားရင်တွန်တင်ပေးဖို့ထောက်ပြပေးဖို့ sharing လုပ်ပေးဖို့အတွက်လိုအပ်ပါတယ်ဆိုပြီးကျွန်တော်လုံးဝပထမတစ်ခါနှစ်ခါပြောတယ်ကျွန်တော်လက်မခံခဲ့ပါဘူးအဲတော့အခုကျွန်တော်ဒီအပြောရန် runner တွေနဲ့ထိတွေ့ခွင့်ရတဲ့အတွက်ကျွန်တော်ကျေးဇူးအများကြီးတင်တယ်အဲဘသူလဲဆိုရင်တော့နံပါတ်1 ကိုလာမိုးပါကိုလာမိုးဒီနေ့ကနေကျေးဇူးပါအခုလေးတီးပေးပါကိုလာမိုးတဲ့ Okay နောက်တစ်ယောက်ဒေါ်ရဘူးနိုင်ငံသားနေပါတယ် foreign မှာပါနောက်နေ့ကျွန်တော်ပကံညတွေ့ပါမယ်ကိုဖြိုးပါကိုဖြိုးတဲ့လေးလက်ကိုလေးတခြားလားဟုတ်ပါအဲ့တော့တချို့ကျွန်တော်ပြောချင်တာက running နဲ့ပတ်သက်ပြီးတော့ကျွန်တော် you running club ထောင်ထားတယ် running pattern တွေရှိတယ်ကျွန်တော်တို့နံပါတ်1 runner တွေဒီ ဒီထဲမှာเนาะကျွန်တော်တို့ဆရာဆရာမတွေရှိတယ် sport science sport medicine ကိုအခြေခံမှုလိုပါတယ်ကျွန်တော်ခုဘက်ကဟိုအဖွဲ့ချုပ်ကိုထားလိုက်တော့เนาะမြန်မာလေးရေးစင်နေသူတို့ကိုထားလိုက်တော့အဲ့တော့ကျွန်တော်တို့အပြော်တန်းကမနဲ့လားတရံတူသွားလဲဆိုတော့ခုကျွန်တော်ဘောလုံးလို့ပေါ့အရင်တော့ကဘောလုံးသမားတွေဒီစီးကိန်းသွားတယ်မြစ်တာရှင်တွေအကုန်လုံးရှုံးပြီးပြန်လာတယ်ဒါပေမဲ့ ပရိသတ်ကသူတို့ထက် IQ အရမ်းမြင့်တယ်။ညီလေး sorry နော်ရေတန်း Okay အဲ့တော့ကျွန်တော်တို့ပရိသတ်က IQ level မြင့်နေတယ်။ဟုတ်တယ်နော်။ဟုတ်တယ်။အဲ့ကျွန်တော်တို့ပြီးခုမြင်ပါလေဒီတိုင်းပဲ။အပျော်ရန်ရနာရဲ့ standard မြင့်နေတယ်။ကျွန်တော်တို့ပြီးခုပြီးအဖွဲ့ချုပ်မှာက ဲ့လောက်စုံတူးဆိုတာဘာမှမသိဘူးပိတ်ဆိုတာဘာမှမသိဘူးသူတို့တည်တယ်ဒါပေးတယ်ဒါလုပ်တယ်ဒါစားတယ်ဒါပြင်ဒါပြင်မယ်နားတယ်အချိန်ပြင်ပြန်မယ်အိမ်ပြန်လိုက်မယ်အောင်ဖျားလိုက်မယ်နိုင်ငံတော်ရရတဲ့ပတ်ဆိုင်ယူမယ်လှုပ်ရှားတဲ့ကောင်ကလှုပ်ရှားမယ်မပြောဘူးเนาะအဲ့ဒါတော့ကြာချိုးလေးရောက်နေမှာဆက်လာခုနကကျွန်တော်အမျိုးရင်းပြောတာလေကျွန်တော်ပြောချင်တာပါဇက်ကိုရားနေရတယ်အားကစားအကြောင်းမတိုးတက်တဲ့အကြောင်းပြောရင်ကျွန်တော်တန်နိုင်ကြတဲ့အနေနဲ့ကျွန်တော်ပြောရပါမယ် အဲကျွန်တော်မပြောတော့ပါဘူးเนาะအဲ့တော့ကျွန်တော်ကအဓိကပြောချင်တာကโอเคကျွန်တော်တို့ပြိုင်ပွဲနေ့ကိုသွားမယ်ပြိုင်ပွဲနေ့မှာ damn ပဲပြည်ပြည်21ပဲပြည်ပြည်42ပဲပြည်ပြည်ဘာအရေးကြီးလဲပြေးမဲ့နေ့မှာကျွန်တော်တို့ပြေးမဲ့ယာဒီဥဒုထမှာပါလာမဲ့ mortal ငါတို့တွေ့နေတော့ကောင်းလာပဲ weather မှာ mortal များနေတယ် ချက်တက်မယ်ဖာတစ်ကျင်းမယ်ပြီးရင် DNF ဖြစ်သွားမယ်အခုခေတ်ကတော့ DNF ဖြစ်လို့တန်တယ်ဗျ DNF အင်ဂျီတွေကလှတယ်ကျွန်တော် star seed မှာတော့ကျွန်တော်ပြီးခဲ့တဲ့ပုံတော့ DNF လုတ်ချင်တာလှတယ်မရှိတော့ဘူးလေဟိုမျိုးโอเคနော်အဲ့တော့စတာပါအဲ့တော့ DNF ဖြစ်သွားမယ်โอเคကျွန်တော်တို့ကကြွတ်မတက်အောင်ခုနပြောတယ်နော်ကျွန်တော် training မှာသူ့နဲ့တက်ဆိုင်တဲ့ type တွေကျွန်တော် ကျော်ပြောမယ်ဗျာနော်။ဘာလို့လဲဆိုတော့ကျွန်တော်အများကြီးပြောရင်အချိုက်ပြောမှာမလို့ကျော်ပြောမယ်။သူနဲ့သက်ဆိုင်တဲ့ခန္ဓာကိုယ် type ပြအောင်ဖြည်းဖြည်းနဲ့မှန်မှန်ကြာကြာပြေးမယ်။ branding form ကိုပြီးဆိုင်မယ်။ Okay ။ပြီးတော့ရင်ကျွန်တော်တို့ကပြေးပြီဆိုရင်အဓိကမလဲကျွန်တော် training များကျွန်တော် training မှာ training theory ရှိတယ်ဗျ training ကလည်းကျွန်တော်တို့ hurry လို့ပဲတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက် training theory ကအရေးကြီးတယ်အခုနကပြောတဲ့ ATP တွေထွက်လာဖို့ fiber muscle တွေ skeletal muscle တွေ ဒါ train မှာ stop ဘောလုံးနေဘူးဘူးညက်တဲ့အချိန်တိုင်းမှာကျွန်တော် micro quantities တင်တဲ့ motor unit တွေဖြစ်လာမယ် bio mechanical တွေထလာဒါတွေအရေးကြီးတယ်အဲ့ဒါအောင်ကျွန်တော်ရှောက်ပြေးနေတာဒီနေ့လည်းပြေးတယ်မနေ့ပြန်လည်းပြေးတယ်တပတ်ခါလည်းပြေးတယ်ပြေးပါပြေး running form မမှန်ဘူးပြေးတယ်နာ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 းကျွန်တော်ပြောပြမယ်တခု for example ကျွန်တော်နားဘူးတယ်ဒီဖနောက်အတက်ထွက်တာကျွန်တော် see ဘယ်ဟောညာအောင်တပတ်ခုနှစ်ကြိမ်ကြီးထိုးဘူးတယ်ဒေါက်တာမြန်လေးဆင်ကကျွန်တော်ဘာပြောခဲ့လဲနားလိုက်တော့ဒေါက်တာမြန်လေးဆင်ကျွန်တော်တူးဝင်ကြီးဖြစ်သွားတယ်ဒေါက်တာမြန်လေးကျွန်တော်ညီလေးပြောတယ်ဒီနားလိုက်တော့သူပြောစကားကိုကျွန်တော်တို့နားထောင်ခဲ့ရင်ဒီနေ့ကျွန်တော်ဒီလူတွေရှိမှကျွန်တော်ချန်ပီယံဖြစ်တယ်ဆိုတဲ့စကားကျွန်တော်ပြောလို့မရအောင်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကကျွန်တော်တို့ရှီမာဖီဇီယိုသီရပီခင်မစားသေးဘူးဒါမှမဟုတ်ရှိလေဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ mass fit training plan တွေရှိတယ် ျွန်တော်အခုစပြောပြီเนาะ training plan training plan လေးအရေးပါပေါ့အဲ့ training plan အတိုင်းမှာပါလာတဲ့တချို့လူတွေမေးတယ် runner တွေအလေးမားဖို့လိုလားမလိုဘူးလားမေးတာတွေအများကြီးရှိလို့တယ်ဒါပေမဲ့သူ ਨੇ သက်ဆိုင်တဲ့ muscle တွေတန်ဆွမ်းဖို့အတွက် strength exercise တွေလိုတယ်အဲ့ကျွန်တော်တို့က GDR လို့ခေါ်တဲ့ Germany ရဲ့ theory မှာဘာတွေပါလဲဆိုတော့ ကျွန်တော် rehab တွေပါတယ် runner တွေ rehab တွေကိုလည်းလေ့လာပါနံပါတ်1 prehab ဒီအရေးကြီးတယ် prehab ကောင်းမယ် rehab ကောင်းမယ် recovery သွားမယ်ပြီးရင် flexibility ဒါတွေက runner တွေအတွက်အရင်အရေးကြီးပါတယ်အဲ့တော့ခုနကကျွန်တော်တို့ကအဲ့ဒါတွေကောင်းမှပြိုင်ပွဲပြိုင်ဒါပေမဲ့ဒါတွေလည်းကောင်းတယ်ချန်ပီယံတွေရောကြော့မတက်ဘူးလား ချန်ပီယံတွေကြောက်မတက်ဘူးလားခွေနေတွေလုံနေတာလေနျူထရှင်လစ်တွေလည်းအများကြီးရှိတယ်ဒေါက်တာတွေလည်းရှိတယ်ပြိုင်ပွဲမှာကြောက်မတက်ဘူးလားတက်တာပေါ့ for example ပြီးခဲ့တဲ့တစ်နှစ်ကဒီထဲမှာ90တောင်ပါလားမသိဘူးမြင့်မြေတို့ရှိသေးတယ်ဟိုးရှေ့တစ်နှစ်ကမာရသွန်ပြိုင်ပွဲတစ်ခုမှာကျွန်တော်တို့90ထိပ်ကနေပြေးနေတယ်ကျွန်တော်တပည့်ကဒုတိယလိုက်တယ်ဒါပေမဲ့ကျွန်တော် changes လုပ်လိုက်တယ်။ကောင်မလေးရှေ့ရောက်သွားတယ်။ဓမ္မအချိန်မှာကြွတက်ပြီ။နောက်ထပ်ပြေးဖို့10ကီလိုလောက်လိုသေးတယ်။အနောက်မှာမီတာ900လောက်ပဲกว่าတော့ရှုံးနိုင်တယ်။ခုနပြောတဲ့ energy gel တွေလည်းသူတောက်ထားတာပဲ။အဲ့ဒီဟာတွေတိုက်လို့ကျွန်တော်ကိုခွဲချက်ကလည်းလာပြီးတော့နာဗီ research တွေလာလုပ်တယ်။ Okay အဲ့မှာသူကြွအရန်တက်နေတယ်။မလုပ်ဖို့လိုတယ်။ သွားပြီဆိုဒီယမ်တွေရောမဂနီဆီယမ်တွေရောပိုတက်ဆီယမ်တွေရောအကုန် loss ဖြစ်သွားချက်ချင်းဒါ experience ကပဲရတဲ့အရာကိုကျွန်တော် share ပေးတာနော်ဘယ်စာမားလည်းမပါဘူးဒါပေမဲ့ကျွန်တော်တို့အဖေကနေတစင်တစင်လာတဲ့ဟာကျွန်တော်အိမ်သုံးစား coffee ဆုံးတစုံကိုအဲ့ကြွတ်တက်တဲ့အချိန်မှာရေထဲထည့်ပြီးတောက် group ချက်ချင်းပြောက်တယ်အများကြီးတော့မဟုတ်ဘူးအဲ့ဒါက ကျေစားလဲနားလဲထပ်ဖြစ်မှာပဲချက်ချင်းမာဆယ်ရယ်လစ်စ်ကိုဒါကကျွန်တော်ဆယ်စုနှစ်တစုကျော်နှစ်စုလောက်ကျွန်တော်လုံးဝကွန်ဖီဒန်ရှယ်လုပ်ထားတဲ့စကားလေးပါလုံးဝလုံးဝဒါပေမဲ့အခုကျွန်တော် sharing လုပ်ပေးပါတယ်မျှဝေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ runner log ကြီးထုတ်တက်ဖို့အတွက်အဲ့တော့အဲ့ဒီမှာ A မျိုးကပထမရပါတယ် အဲ့ဒီတိုင်းပဲပြီးခဲ့တဲ့ပွဲမှာဟိုမှာမှာရက်နေတယ်မာသွန်ပြေးတယ်မြူသားအစားပွဲတော့မှာ21 22နှစ်အောင်မှာမာသွန်ပြေးသူဘကောကကလေးကိုသူကြော်လာပြီအဲ့မဲ့သူရှုံးတော့မယ်ကြော်တက်နေပြီကျွန်တော်မတိုက်လဲခုနပြောတဲ့စားပဲချက်ချင်းပျောက်တယ်အဲ့တော့ခုနကြော်တက်တဲ့အရာကိုကျွန်တော်ပြောပြတာပါအဲ့တော့အဓိက training တော့လုပ်ပါ training ဒီ အများကြီးအရေးကြီးပါတယ်အဲ့တော့ကျွန်တော်အများကြီးထပ်ပြီးတော့ဟောမဖြစ်ပါဘူးကျွန်တော်တည်ကျင်တယ်ကျွန်တော်နဲ့ running နဲ့ပတ်သက်တဲ့ဟာတွေတည်ကျင်တယ် knowledge တွေတည်ကျင်တယ် running form တွေတည်ကျင်တယ်ဆိုရင်ကျွန်တော် page မှာလည်းလာမေးလို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်ကိုလည်းဆက်ပြီးတော့မေးလို့ရပါတယ်အခုကျွန်တော်ဟိုမေးချင်တဲ့ question answer တွေရှိရင်လည်းမေးပါကျွန်တော်ဖြေပါမယ်နော်အချိန်ကုန်ခဲ့ညသားပြင်နောက်လူတွေလည်းပြောပါ မေးစရာရှိလားကျွန်တော်ပြောတာရှင်းတာရှိလားမရှိပါဘူးမရှင်းတာရောမရှိပါဘူးရန်နာဒီခုနကျွန်တော်ပြောတယ်အလေးမောက်ဖို့လိုလားလိုပါတယ်နော်အဲ့တော့ရန်နာဒီလေးရပါလဲဆိုလို့လဲဆိုတော့ကျွန်တော်တွေတွေလောက်ဖို့လိုတယ် cycle training တွေလောက်ဖို့လိုတယ်နော်ပြီးတော့ကိုယ့်ရဲ့ the whole body နဲ့ကိုယ့် body နဲ့ကိုယ် train ရတဲ့ exercise တွေကျွန်တော်လိုပါတယ်နော် plyometric exercise တွေ လိုပါတယ်โอเคမေးပါအောင်ဘယ်လိုမေးခြင်းလဲအဲ့ဒီနဲ့ပတ်သက်ပြီးတော့မမေးတော့โอเคမမေးတော့ဆိုကျွန်တော်နောက်လိုပတ်စလို့လာမယ်နော်ကျေးဇူးများတင်ပါတယ်